ချင်းစော့ချင်းလေးချင်းငယ်လှုပ်ချင်းဆိုတာတွေကအချိန်ဖြုံးတာမဟုတ်ပါဘူးကျွန်တော်ရဲ့ရုပ်ခန္ဓာကြီးလှပကျမ်းမအောင်လှုပ်သလိုကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမကြံ့ခံအောင်လည်းတိဆောက်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်အမြဲတမ်းလေးချင်းငယ်လှုပ်တဲ့သူတွေသည် depression ဖြစ်တာမိတ်ဆွေတွေ့ရမှာမဟုတ်ဘူးအစားအသောက်အနေထိုင် lifestyle မှာတာမန်သူတွေထက်ပိုတဲ့စီကံရှိတယ်ပင်မမှုတွေခက်ခဲမှုတွေနဲ့ယဉ်ပါနေတဲ့အတွက် ဟွာကြီးကကျွန်တော်တို့တံမြာကြီးပေးလိုက်တံမြာကြီးဖြောတော့တာမဟုတ်ကျွန်တော်တို့ကအလေးတုံးနေထင်ပြီးတော့တွန်းထုတ်လိုက်တဲ့ mentality ကျွန်တော်တို့မှာရှိတယ်လေ့ကျင့်ကပုံမှန်လုပ်တဲ့သူဒီတောင်းတောင်းအခက်ခဲကိုတူပေးတာပေးခံနိုင်တယ်စိတ်သက်ကြံ့ခိုင်တယ်မိတ်ဆွေပတ်ဝန်းကျင်မှာလေ့လာကြည့်တောင်းအင်တာနက်ပေါ်မှာကြည့်အောင်မြင်တဲ့သူအများစုစီလေ့ကျင့်ကလုပ်ကြတယ်ရှင်းသွားကြတယ်ကျွန်တော်ကားဘလောက်မှဖြစ်တောင်း train မှုပြောတာမဟုတ်ဘူးနော်လေ့ကျင့်ကလုပ်ဖို့ကျမ်းမှာကြံ့ခိုင်အောင်လုပ်ဖို့ရုပ်ပိုင်းစိတ်ပိုင်း ကျမ်းမာကြခံအောင်တည်ဆောက်ဖို့ဒါဆိုရင်ကျွန်တော်တို့တနေ့သားမှာစားတယ်တောက်တယ်ပြီးကျွန်တော်ရဲ့စားဝင်နေရေးတွေအလုပ်လုပ်မယ်နောက်မှကျောင်းသားဆိုသင်ယူလေ့လာမှုလုပ်တယ်အဲ့ဒီအရာတွေအပြင်လက်ကျင့်ခံလုပ်ခြင်းကိုမဖြစ်မနေထည့်သွင်းထားရမယ်အဓိကအစိတ်ပိုင်းတစ်ခုဖြစ်သတ်မှတ်တဲ့နေချင်းမှာဖြစ်စေအိမ်မှာဖြစ်စေလက်ကျင့်ခံတစ်မျိုးမျိုး